ကော်ဖီဆွဲတာဟာဘိန်းဆွဲတာထက်တော့မှပိုဆိုးတယ်တဲ့ကော်ဖီဆွဲလမ်းမှုဟာကြေရှည်အတွက်မကောင်းပါဘူးဒါကြောင့်ကော်ဖီဆွဲလမ်းမှုကိုဘယ်လိုဖျောက်မလဲပညာရှင်တွေကကော်ဖီဆွဲလမ်းမှုနဲ့ပတ်သက်ပြီးဖျောက်ဖျက်ရမယ်ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုခုလိုမျိုးပဲတင်ပြလာပါလိမ့်မိုးအေးမှာကော်ဖီလေးတောက်လိုက်ရတာဟာတော်ရသာရှိပါတယ်။မနက်ခင်းမှာကော်ဖီမှုမှုတစ်ခွက်တောက်လိုက်ရရင်တစ်နေ့လုံးတွတ်တွတ်ကြွကြွလုံးလုံးနိုင်ပါလိမ့်။ မနက်ခင်းကော်ဖီမတောက်ရရင်စိတ်တိုတယ်ခေါင်းကိုက်တယ်မတောက်ရမနေရရင်တော့ဖြစ်လာပါတယ်ဒါဆိုရင်သင်ဟာကော်ဖီကိုလိုတာထက်စွဲလန်းနေပါပြီဒါကြီးကြီးမားမားကိစ္စမင်းမဟုတ်ပေမဲ့မွေးမထတာအကောင်းဆုံးဖြစ်မှာပါကော်ဖီမှာပါတဲ့ကဖိန်းတဟာစွဲလန်းစေပါတယ်တကြွလန်းစမ်းနိုင်တဲ့အာမီးသင်ရှိလို့မနက်ခင်းမှာကော်ဖီလေးတောက်တတ်တယ်လို့နေ့နဲ့နေခင်းပြင်းတဲ့အခါအင်းငိုက်တဲ့ခါမှလည်းစိတ်လန်းသွားအောင်ဆိုပြီးကော်ဖီတောက်တတ်ပါလေတပတ်တရက်နှစ်ရက်ကပြဿနာမရှိမဲတပတ်ကနေနှစ်ပတ်နှစ်ပတ်ကနေတလောက်လောက်ကြာတဲ့အခါ ကော်ဖီကိုအချိန်ကြာရင်မတော့ရမနေနိုင်ဖြစ်လာပါလေဒီအချိန်တွေကကော်ဖီဆွဲလန်းတဲ့အချိန်တွေပါကော်ဖီဆွဲလန်းမှုကိုဘယ်လိုဖြေရှင်းမလဲကော်ဖီဆွဲနေတာချက်ချင်းဖြတ်ဖို့ကခက်ပါလေတဖြည်းဖြည်းချင်းပဲရှော့ရမှာပါဒါမှထိခိုက်မှုကင်ကင်းနဲ့ကော်ဖီဆွဲလန်းမှုကိုဖြေရှင်းနိုင်မှာပါဘယ်လိုရှော့မလဲဒီနေ့ကတနေ5%ရှော့ချပေးပါကော်ဖီကိုချက်ချင်းဖြတ်ဖို့ကတော့မဖြစ်နိုင်ပါဘူးဒီတော့တဖြည်းဖြည်းချင်းရှော့ချတာအကောင်းဆုံးနည်းလမ်းပါ။ဒါကြောင့်ပုံမှန်တော့ဒီနေ့၄ခွက်ဆိုရင်၃ခွက်လောက်ဖြစ်အောင်ရှော့ချပါ။ ။ဒီနေ့နှစ်ခွက်စတစ်ခွက်လောက်ဖြစ်အောင်လျှော့ချပါ။ဖြည်းဖြည်းချင်းလျှော့ချမှုဟာထိခိုက်မှုနည်းတဲ့ဆွဲလက်မှုပါ။ရေတော့ပါ။ကော်ဖီတောက်ချင်တဲ့အခါမျိုးဖြည်းဖြည်းတခြားချိန်ကြမ်းချိန်မှာဖြည်းဖြည်းဒီနေ့တောင်မှရေပမာဏကိုလုံလောက်အောင်တောက်ပေးပါ။ရေလုံလောက်အောင်တောက်သောမှုကကော်ဖီဆွဲလက်မှုကိုဖြည့်ရှင်းတဲ့နေရာမှာသုံးဝင်ပါလေ။နောက်တစ်ခုကရေလွှဲချမ်းတောက်ပါ။ကော်ဖီတောက်ချင်တဲ့အခါရင်းနှီးကြမ်းလေးတောက်ပေးပါဒီလိုလိုဟာကဖိန်းတက်ဆွဲလက်မှုကိုတဖြည်းဖြည်းဖြည့်လျှော့ဖို့အကောင်းဆုံးထောက်ပံ့ပါနောက်တစ်ခု PK ဝါပါ ကော်ဖီတောက်ချင်လာတဲ့အခါပြီးခဲ့ွားပြီပါ။ဂရင်းချင်တာတည်တာရောပါစေမှာပါ။အိတ်လိုက်ပါ။ကော်ဖီတောက်ချင်စိကိုဖြည့်ဖြောက်ဖို့အတွက်အသုံးမဲ့တော့နီလန်ကတော့နေကင်းကော်ဖီတောက်ချင်လာတဲ့အချိန်တည်းရေလောက်အိတ်ပါ။စိတ်ရှိပါ။ကော်ဖီစလုံးဘုကအချိန်ယူပေးရတယ်လို့ပဲကော်ဖီဖြည့်ဖို့ကလည်းတည်းရနဲ့မဖြစ်နိုင်ပါဘူး။ဒါကြောင့်စိတ်ရှိလေးလက်ရှိနဲ့ဖြည့်ဖြည့်ချင်းဖြတ်သွားရမယ်လို့ဆိုပါလိမ့်။